မေခွန်းမေခွင့်ပြုတ်ပါဖရာဖရာမဟုတ်တဲ့အရာကိုဖရာအမှတ်နဲ့ကိုးကွယ်မိရင်တရဏဂုံပြတ်တယ်ဆိုတော့အရိမတိယနှစ်သားကိုဖရာငါးစုဆိုပြီးအမှတ်ထားမိရင်ကောတရဏဂုံပြတ်ပါသလားဖရာတဲ့ဖရာမဟုတ်တဲ့အရာကိုဖရာအမှတ်ထားလို့မရပါဘူးနော်ထေရဝါဒဗုဒ္ဓဘာသာဆိုတာဖရာအလောင်းကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူးဖရာကိုပဲကိုးကွယ်တဲ့ဘာသာဖြစ်ပါတယ်မဟာယာနတွေကသာဖရာအလောင်းကိုကိုးကွယ်တာပါ ဖရာအလောင်းဒီကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူးကိုးကွယ်ထိုက်တဲ့အရာမဟုတ်တာကိုဖရာအမှတ်ထားပြီးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်။ဘာကြောင့်ဖရာအလောင်းကိုမကိုးကွယ်ထိုက်တာလဲဆိုရင်ပုထုဇဉ်ဖြစ်နေသေးလို့ပါ။ပုထုဇဉ်ဆိုတာပုထုဇဏဆိုတဲ့ပုဂ္ဂလာတာဖြစ်ပါတယ်။ပုထုကိလေသာအများအပြားကိုဇဏဖြစ်စေသူလို့အဓိပ္ပာယ်ရပါတယ်။ဖရာအလောင်းဟာဖရာဖြစ်မိပုဂ္ဂိုလ်ဆိုတာမှန်ပေမဲ့ကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပဲဖြစ်ပါတယ်။ ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်ပါရမီဖြစ်စဉ်ကာလမှာအမားတွေလောက်တာဖြစ်ပါတယ်။အဲ့ဒီအမားတွေကိုဖရာဘောကရောက်မှပြန်လည်ပြီးတော့ပေးဆက်ရတာပါ။ဒါကြောင့်ဖရာအလောင်းတည်ဖရာမဟုတ်သေးတဲ့အတွက်ကြောင့်ဖရာအမှတ်ထားပြီးကိုးကွယ်ထိုက်တဲ့အရာမဟုတ်ပါဘူး။နော်။ထို့အတူပဲအရိမတိယဖရာအလောင်းနတ်သားဟာဖရာဖြစ်မိပုဂ္ဂိုလ်ဆိုတာမှတ်ပေမဲ့ဖရာမဖြစ်သေးတာကြောင့်ဖရာအမှတ်ထားလို့မရပါဘူး။ဖရာအမှတ်နဲ့လည်းကိုးကွယ်လို့မရပါဘူး။နော်။